ဒီနေ့စမ်းချင်ပဲ adjective စကားလုံးလေးတွေကိုလေ့လာကြအောင်နော်ဟုတ်ပြီမောက်မာတော့မောက်မာတော့ဆိုရင် arrogant သူ့ရဲ့စမ်းချင်ပဲက humble နှိမ်ချတတ်တော့ဗောနော်ဟုတ်ပြီမောက်မာတော့ဆိုရင် a r r o g a n t arrogant သူ့ရဲ့စမ်းချင်ပဲက h u m b l e humble humble ဆိုရင်ဒါဟလာနှိမ်ချနှိမ်ချတတ်တော့ဗောနော်သူ့ရဲ့စမ်းချင်ပဲဒါစမ်းချင်ပဲစကားလုံး ဒါ arrogant arrogant ဆိုရင်ဒါမောက်မာတော့ဟုတ်ပြီကြက်ရောတော့ကြက်ရောတော့ဆိုရင် generous G E N E R O U S generous သူရဲ့စံချင်ဘက်ကဘာလဲဆိုရင်ကစင်းနေတော့ပေါ့နော်အဆိုရင် stingy S T I N G Y stingy stingy ဆိုရင်ဒါကစင်းနေတော့ M E A N mean ဆိုလဲမှန်တယ်နော် အမီးရဲ့ means in verb အနေနဲ့တော့ရင်တော့ solo ဒီအဓိပ္ပာယ်ရသည် adjective အနေနဲ့တော့ရင်သူကကစင်းနေသလိုလည်းအဓိပ္ပာယ်ရတယ်နော်ဟုတ်ပြီနောက်တစ်ခုနင်းငွေပွဲကောင်းတော့နင်းငွေပွဲကောင်းတော့ဆိုရင် boring b o r r i n g boring boring ဆိုရင်ဒါနင်းငွေပွဲကောင်းတော့သူအဆက်နံပါတ်ကစိတ်ဝင်စားပွဲကောင်းတော့ interesting i n t e r e s t i n g interesting interesting ဆိုရင်ဒါစိတ်ဝင်စားပွဲကောင်းတော့ ဟုတ်ပြီကြက်တော့ကြက်တယ်ဟိုဆိုင်ပေါ့အဟိုဆိုင်ပဲဝေးတဲ့ခါမှာကြက်တယ်လေအဲ့လိုမျိုးကြက်တော့ဆိုရင် tight T I G H T tight ဒါဆိုရင်ကြက်တော့သူ့ရဲ့စက်နေဘက်ကဘာလဲဆိုရင်ချောင်းတော့ loose L O O S E loose ချောင်းတော့ဟလာရေရေကုတ်ကနေပါရင်စင်ကြိုင်းရေနက်တာနက်တာဆိုရင်ပါနော် D T E E P deep စင်နက်တော့ သူ့ရဲ့စာချုပ်ကတိန်သော shallow S H A L L O W shallow shallow ဆိုရင်ဒါတိန်သောနတ်သောတိန်သောတဘာဝဖြစ်သောတဘာဝအရလူလုပ်ထားတာမဟုတ်ဘူးတဘာဝအဆိုရင် natural တဘာဝဖြစ်သော N A T U R A L natural လာဆိုရင်တဘာဝဖြစ်သောသူ့ရဲ့စာချုပ်ကဘာလဲဆိုရင်လူလုပ်ထားတော့ဗောနော် artificial A R T I F I C I A L artificial AI ဆိုရင် artificial intelligence ဉာဏ်ရည်အတုသဘာဝဖြစ်လာမှုလူတွေဖန်တီးထားတဲ့ဉာဏ်ရည်ဒါကြောင့်မလို့ AI လို့ခေါ်ရတယ် artificial intelligence အတုက AI ပေါ့ A ရ artificial I ရ intelligence intelligence ဆိုဉာဏ်ရည်ပေါ့နော် artificial intelligence AI အဲလူလုပ်ထားသောဉာဏ်ရည်ပေါ့သဘာဝဆိုရင် natural လူလုပ်ထားသောဆို artificial ပေါ့ ပုံမှန်ဖြစ်သောဆိုရင် regular R E G U L A R regular regular ဆိုရင်ဒါပုံမှန်ဖြစ်သောပုံမှန်မဟုတ်သောဆိုရင် irregular I R R E G U L A R irregular irregular verb regular verb ဆိုပြီးရှိရလေပုံမှန် ed ပေါင်းတဲ့ verb တွေဒါမှမဟုတ်ဆက်လုံးပေါင်းပြောင်းသွားတဲ့ verb တွေကို irregular verb ပုံမှန်မဟုတ်တဲ့ verb တွေလို့ခေါ်ရတယ် irregular ပုံမှန်မဟုတ်သောဖြောင့်သော S T R A I N G H T straight straight အဲ့ဒါဖြောင်းစင်းတော့ဖြောင်းတော့ဟုတ်လားဖြောင်းတော့ရဲ့ဆန်းချက်ကစောင်းတော့ဓာတ်ပုံတွေပဲချိန်ဓာတ်ပုံတွေပဲစောင်းနေအဲ့လိုမျိုးစောင်းနေဆိုရင် crot C R O O K E D crot crot ဒါဆိုရင်စောင်းတော့လို့ထည့်ပြရတယ်ချွန်ထက်တော့ S H A R P sharp ချွန်ထက်တော့ချွန်ထက်တော့ ခရမ်းရင်ပိုင်းခြုံနေဆိုခြုံလာအဲခရမ်းရင်ရင်နဲ့တုံးသွားတယ်ပေါ့တုံးသွားတယ်ဆိုရင် plant ဓာတ်တွေပိုင်းတုံးတယ်ဆိုရင်လည်း plant b l u n t plant တုံးတော့ပညာရှိတော့ဆိုရင် wise w i s e wise ပညာရှိတော့သူရဲ့ဆန့်ကျင်ဘက်ကမိုင်မဲတော့ foolish f o o l i s h foolish foolish my medo ချောမွေတော့ချောမွေတော့ဆိုရင် smooth S M O O T H smooth ဒါဆိုရင် ချောမွေတော့သူ့ရဲ့ဆန်းကျင်ဘက်ကဘာလဲဆိုရင်ကြံတန်းတော့ rough R O U G H rough rough ဒါဆိုရင်ဟလာကြံတန်းတော့ချောမွေတော့ကြံတန်းတော့ဆန်းကျင်ဘက်ပြည့်တော့အပြည့် F U L L full ပြည့်တော့သူ့ရဲ့ဆန်းကျင်ဘက်ကဘာလဲဆိုရင်ဘာမှမရှိတော့ empty E M P T Y M T M T ဆိုရင်ဒါဘာမှမရှိတော့ပို့ပြီးမှတ်မိတော့အောင်တစ်ခါတည်းခေါင်းလေးဆွဲနေတော့တစ်ခါတည်းမှတ်မယ်နော်နောက်တစ်ခါဆိုမယ်မောက်မာတော့ arrogant နှိမ်ချတော့ humble ရရတော့ generous casino တော့ stingy ညီငွေပဲကောင်းတော့ boring စွန့်စားပဲကောင်းတော့ interesting ကျက်တော့ tight ချောင်းတော့ loose နဲ့တော့ deep တိမ်တော့ shallow တဘာဖြစ်တော့ natural လူလုပ်ထားသော artificial ပုံမှန်ဖြစ်သော regular ပုံမှန်မဟုတ်သော irregular ဖြောင်းသော straight sound သော crude ချွန်ထက်သော sharp တုံးသော blunt ပညာရှိသော wise မိုင်မဲသော foolish ချောမွေ့သော smooth ကြမ်းတမ်းသော rough ပြည့်သော full ဘာမှမရှိသော empty အနားလည်းမထင်ပါနဲ့နော်စမ်းကျင်ပန်စကားလုံးလေးတွေဆက်လေ့လာကြအောင်နော်အကုန်လုံးတော့ adjective တွေကြီးပဲဟုတ်ပြီယူသားသော ဘူးသားတော့ဆိုရင် honest h o n e s t honest ဒါဆိုရင်ယူသားတော့သူရဲ့စံချက်ဘက်ကဆိုရင်မယူသားတော့ဘူးအဆိုင်ရှေ့ dis ထည့်ပြလိုက် dishonest d i s h o n e s t honest dishonest ဒါဆိုရင်မယူသားတော့ကျဲရင်တော့ဆိုရင် brave b r a v e brave ကျဲရင်တော့ဟလာကြောက်ရင်တော့ဆိုရင် fearful F E A R F U L F E F U L ဒါဆိုရင်ကြောက်ရင်တော့ခက်မိတော့ခက်မိတော့ဆိုရင် modern M O D E R N modern modern ဆိုတာခက်မိတော့သူ့ရဲ့စိတ်စက်ညဘက်ကရှေ့ကြတော့အဲဆိုရင် ancient A N C I E N T ancient modern city ancient city ancient city ဆိုတာရှေ့အောင်မျိုးပေါ့နော် modern city ဆိုရင်ဒါခင်မိတဲ့မြို့ပေါ့ရက်ဆက်တော့ရက်ဆက်တော့ဆိုရင်အင်္ဂလိပ်လို cruel c r u e l cruel ဒါဆိုရင်ရက်ဆက်တော့သူ့ရဲ့စိုက်နေဘက်ကကျင်နာတနာတော့ကျင်နာတော့ k i n d kind တက်ကြွတော့အဆိုရင် active a c t i v active ဒါဆိုရင်တက်ကြွတော့ဟာလာမတက်ကြွတော့ဆိုရင် in active in a c t i v active in active ရွှေရှင်းတော့ရွှေရှင်းတော့ဆိုရင် simple 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 ဒါဆိုရင်ရိုးရှင်းသောသူ့ရဲ့ဆန့်ကျင်ဘက်က complicated c o m p l i c a t e d complicated complicated ဒါဆိုရင်ရှုပ်ထွေးသောအလွန်ကြီးမားသော PNG ပြည့်စုံရင်ကြီးသောအလွန်ကြီးမားသောဆိုရင် huge h u g e huge အလွန်ကြီးမားသောသိငယ်သောဆိုရင် small အလွန်သေးငယ်တော့ဆိုရင် tiny t i n y tiny ဒါဆိုရင်အလွန်သေးငယ်တော့ဆူညံတော့ဆိုရင်လာဆူညံတော့ဆိုရင်ဗာလဲ noisy မဲဆူညံတော့ကိုပြောချင်တာမဟုတ်နော်အဲကြဲလောင်တော့ဗောနော်ကြဲလောင်တော့ကြဲတော့ကြဲလောင်တော့ noisy，所以呢，声音多；，jealous，所以呢 l o u t l o u d l o u t j e a l o u s 多，好啦。为什么叫白卡？quiet，They say d 低 h 音多，l a q-u-q-u-i-e，D quiet，They s 低声音多，好啦。声音多所以 noisy，啵，那 jealous 所以 lout，啵，那多呢？忽略声音叫白卡 quiet，啵，quiet，啦。n-o-i-s-y，noisy，呀，多呢？忽略声音叫白卡 quiet。 အများပြည်သူနဲ့ဆိုင်သောဆိုရင် public p u b l i c public အများပြည်သူနဲ့ဆိုင်သောကိုယ်ပိုင်နဲ့ဆိုင်သောအဆိုရင် private p r i v a t private public ရဲ့စနစ်ဘက် private အဲ့နေများသောဆိုရင်အဲ့နေများသောဆိုရင် dangerous d a n g e r o u s dangerous သူရဲ့စနစ်ဘက် begin သော safe begin သောလုံခြုံသော 当 window 成 useful, u s e f u l, useful 当 window。s 个星期乜嘅 useless, u s e l e s s, useless 当冇 window。card 成 bitter, b i t t e r, bitter card。呢个星期乜嘅话 s w e e t s w e e t，sweet。阿成，sweet。电脑成 lazy, l a z y，lazy 成电脑。呢个星期乜嘅？ hard working h a r d w o r k i n g hard working ဒါဆိုရင်အလုပ်စူးစမ်းတော့ဟုတ်ပြီပို့ပြီးတော့မှတ်မိတော့နောက်တစ်ခါတော့ဆိုကြအောင်နော်ယူတာတော့ honest မယူတာတော့ dishonest ကျင်းရင်တော့ brave ကြာရင်တော့ fearful ခင်မိတော့ modern ရှေ့ကြတော့ဆိုရင် ancient ရက်ဆက်တော့ဆိုရင် cruel ကျင်လာတော့ဆိုရင် kind တက်ကြွတော့ဆိုရင် active မတက်ကြွတော့ဆိုရင် inactive ိုရှင်းသောဆိုရင် simple ချို့ထွေးသောဆိုရင် complicated အလွန်ကြီးမားသောဆိုရင် huge အလွန်သိငယ်သောဆိုရင် tiny ကြည်လောင်သောဆူညံသောဆိုရင် loud တမုံ noisy အသူရဲ့ဆန့်ကျင်ဘက်တိတ်ဆိတ်နေတဲ့သောဆိုရင် quiet q u i e t quiet အများပြည်သူနဲ့ဆိုင်သော public ကိုယ်ပိုင်နဲ့ဆိုင်သော private အနေအများသော dangerous begin သော safe အသုံးဝင်သော useful အသုံးမဝင်သော useless ခါသော bitter ထိုးသော sweet ပြင်းသော lazy အလုံများတော့အလုံကြိုးစားတော့ hard working sorry အလုံများလည်းမဟုတ်တော့အလုံကြိုးစားတော့ hard working အဲနားလည်းမထင်ပါဘူးเนาะဒီဗီဒီယိုလည်းကြိုးရှင်းဆိုရင် comment မှာ yes လို့မှတ်ခဲ့ပြန်เนาะဒီနေ့တော်ပါပဲ that's all for the thanks for watching bye bye